for you cinema application ကို android ထဲမှာဆိုလို့ရှိရင် play store အနေတစင် fy cinema မြန်မာကိုရိုက်ထည့်ပြီးတော့ download ဆွဲပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်ရှင် ios phone ထဲမှာဆိုလို့ရှိရင်တော့ app store တွေအနေတစင် for you cinema ကို download ဆွဲပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်ရှင် for you cinema application နဲ့ဝင်မယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်နဲ့ရိုက်ထည့်ရမှာဖြစ်ပြီးတော့ဖုန်းနံပါတ်ရဲ့ message မှာကြလာတဲ့ OTP code ကိုပြန်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ ထို့နောက်ဇကဝတ်ကိုတက်မှတ်ပေးပါပြီးလို့ရှိရင်ဒုတိယအကြိမ်ဇကဝတ်ကိုအတီးပြုပေးပါအားဆိုလို့ရှိရင် for you cinema application ကိုစတင်အသုံးပြုလို့ရပြီဖြစ်ပါတယ် for you cinema application ကို android phone တွေပါမှာက android tv နဲ့လည်းကြည့်ရှုအားပေးလို့ရရယ်နော်ရုပ်ရှင်မှာဆိုလို့ရှိရင်တော့ပတ်စံပေးပြီးကြည့်ရတဲ့ရုပ်ရှင်နဲ့အခမဲ့ကြည့်ရတဲ့ရုပ်ရှင်ဆိုပြီးနှစ်မျိုးရှိပါတယ်ပတ်စံပေးပြီးကြည့်ရတဲ့ရုပ်ရှင်ဆိုလို့ရှိရင် kbz pay wave pay ar pay cb pay တို့နဲ့ဝယ်ယူကြည့်ရှုလို့ရပါတယ်ခင်ဗျာ ်နိုင်ငံခြားအနေဝယ်ယူကြည့်ရှုခြင်းသူများအတွက် Visa Master များလည်းပါရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ဇက်ကားဝယ်ယူရရင်လေမိမိတယောက်တည်းအတွက်တာမကတခြားသူများအတွက်ပါဝယ်ယူပေးလို့ရမှာဖြစ်ပါတယ်ဇလန်းရွဲထဲမှာဆိုရင်တော့ပတ်စံပေးပြီးတော့ကြည့်ရှုရတဲ့ဇလန်းရွဲနဲ့အတူအခမဲ့ကြည့်ရှုလို့ရမယ့်ဇလန်းရွဲတွေလည်းပါရှိမှာဖြစ်ပါတယ်ပတ်စံနဲ့ပေးဝယ်ကြည့်ရတဲ့ဇလန်းရွဲတွေဆိုရင်တော့ KBZ Pay, Wave Pay, AR Pay, CB Pay တို့နဲ့ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ နိုင်ငံသားမှဝယ်ယူကြည့်ရှုခြင်းသူတွေအတွက်လည်း Visa Master များ ပါဝင်တာကြောင့်မိမိတို့စိတ်ကြိုက်ရွေးချယ်ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ပြီးတော့ဇကားတွေဝယ်ယူတဲ့အခါမှာကိုယ့်တယောက်တည်းအတွက်သာမကတခြားသူတွေအတွက်ပါလက်ဆောင်ဝယ်ပေးလို့ရမှာဖြစ်ပါတယ်။တခြားသူများအတွက်ဝယ်ယူခြင်းလည်းဆိုပါကမိမိဝယ်ယူပေးလို့တော့ရုပ်ရှင်၊ဗီဒီယိုတို့မဟုတ်ဇာတ်လမ်းတွဲတို့ဝင်ပါထို့နောက်မိမိဝယ်ပေးလို့တော့ဇကားကိုနှိပ်ပါ တခြားလူအတွက် လက်မှတ်ဝယ်ပေးရန်ကိုနှိပ်ပေးပါ။ကုန်နံပါတ်ကိုရိုက်ထည့်ပြီးဝယ်လို့ရတယ်လို့ QR စကန်ဖြစ်လေဝယ်ပေးလို့ရမှာဖြစ်ပါတယ်ရှင်။မိမိဝယ်ပေးလို့သူရဲ့ကုန်နံပါတ်တို့မဟုတ် QR စကန်ကိုတော့ For You Application ရဲ့ setting ထဲသို့ဝင်ပြီးအသုံးပြုကုန်နံပါတ်တို့မဟုတ် QR code ကိုနှိပ်၍သိရှိနိုင်မှာဖြစ်ပါတယ်ရှင်။